တော်တို့မနိုင်ပြန်ပြေးတာဟောကျွန်တော်တို့လည်းအပြန်ပြေးတော့ကျွန်တော်တို့အဖြူဟာထုပဲမြို့ဘောက်ပြန်ပြေးတယ်ဒီကွာနိုင်မမနိုင်တာကကျွန်တော်တို့တခွဲမှုကလည်းငုံကြီးပြောလာတယ်ဆက်ပါဗျာစစ်တပ်ထမ်းမှာကျွန်တော်နေခဲ့တာပါနော်နှစ်ပေါင်း30နှစ်နှစ်တော့တောင်းထားဆောင်ခဲ့တဲ့အတိုင်းနဲ့စစ်တပ်ကြီးကမကောင်းတော့တော့ဒီစိတ်လေစိတ်ကုန်လာတဲ့အချိန်မှာကျွန်တော်သူတို့လည်းရုပ်ရည်ဒီမကြိုက်လို့ကျွန်တော်ထွက်လာခဲ့တာပေါ့ကျွန်တော်ထွက်လာတဲ့ရေဆိုရတော့ကျွန်တော်2022ကျွန်တော်17လပိုင်းအဲကျွန်တော်စထွက်လာခဲ့ပါတယ်ကျွန်တော်ရခိုင်မှာ ရောက်တာကျွန်တော်လှုပ်တဲ့စစ်တဲ့ကျွန်တော်ပါပေါ့စစ်တဲ့၁၀နှစ်ပါကျွန်တော်ရခိုင်ဘက်ကိုကျွန်တော်ပြောင်းလာပေါ့ကျွန်တော်ကနှစ်ခုလေးမင်းတက်ကနေကျွန်တော်ပြောင်းလာအဲကျွန်တော်ပထမဦးကျွန်တော်အခုစောက်တဲ့ချိန်မှာတော့အေရရှိတော့ရှိကျွန်တော်တိုက်ဖက်သိမ်းဖြစ်ဘူးတော့ဖြစ်စင်နေတာပေါ့အဲကျွန်တော်သွားတယ်သူတို့ကလည်းခြောက်နေတယ်ကျွန်တော်လိုက်ရှာတယ်သူတို့ခြောက်နေကျွန်တော်တို့ရင်းဆိုင်မတိုက်ခိုက်ဘူးပေါ့ကျွန်တော်စဖြစ်တာအေကျွန်တော်မှတ်မိသလောက်ရောက်မှာဆိုရင်တော့ကျွန်တော်ဒီဒွင်ကြာရေကင်းစဖြစ်တာကျွန်တော်2012 2012ခွန်လပိုင်းလောက်မှာစဖြစ်တာပေါ့ အဲ့ချိန်မှာလေအေးရရှိတော့ရှိရတိုင်းတအားကြီးဟွာမဖြစ်ဘူး။ပြောပထမဦးထွင်ချမ်းတဲ့တပန်းလုံးနေကျွန်တော်တို့အဲ့ရခိုင်တိုင်းသားနဲ့ထွင်ချမ်းနဲ့စဖြစ်တော့အော်ရေကင်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီတက်ကလုံးမျိုးကြီးလိုက်တယ်။နှစ်ဖက်လုံးကိုလိုက်ရှင်းတာပေါ့။နောက်ပါတစ်ဖြည်းဖြည်းနဲ့ဖြစ်လိုက်တာသူတို့အဲရဲစကန်တွေကိုသူတို့မီးရှို့ပါသူအပြည့်တိုင်းတက်တဲ့အချိန်မှာကျွန်တော်တို့ကဘောင်းတော့စစ်စီထွက်တဲ့အချိန်မှာကျွန်တော်တို့ကအရင်တော့နတ်စကားစာရှိတယ်။နတ်စကားကလည်းကျွန်တော်မှတ်မိသလောက်ပြောမှဆိုရင်နှစ်ထောင်2003လောက်မှာနတ်စကားကိုသူတို့ပြန်ဖြုတ်ပလိုက်တာပေါ့။ ားစကားတွေမရှိတော့ဘူးအဲဆက်ကတွေနေမြေတက်ကနေမြေကိုရီရှိတယ်ကျွန်တော်တို့အဲဘူးရီတော်မောင်းတော်ရသိတော်ပေါ့နေမြေတက်ကနေမြေကိုရီပေးထားတယ်ပေးထားတဲ့အချိန်မှာကျွန်တော်အဲဟိုအထောက်၃လောက်မှာဒီနားစကားတွေကိုထုတ်လိုက်ပြီးတော့ရဲတွေကိုအစွန်ထည့်တယ်နေမြေတက်နေသုံးလေးကိုးနေရမှာကျွန်တော်တို့အဲရဲစကားတွေပေါ့ရဲတွေပြန်ပြီးတော့ထည့်ရမှာကျွန်တော်တို့ဒီကြီးကမြေဌာနချုပ်ကျန်တော့တက်ကတော့ကျွန်တော်ကိုရီရှိတယ်အဲကျွန်တော်တို့ဒီဟာစကားတွေပေါ့နေမြေခွဲတွေပေါ့အဲဒီမှာကျွန်တော်တို့က ပထမဦးနတ်စကားရဲ့ရှီတော့ကျွန်တော်ရှီတန်းထွက်လို့ရှိရင်မောင်းတော့ဝင်ဘက်ကိုကျွန်တော်ဒီဘူးတော်ကနေတော့ပြီးဘူးတော်မှာဆက်ကဆန်ကတတ်မထိုင်ထားရဲ့တိုင်းရင်ဆိုင်ရှီတော့တိုင်းရင်ဆိုင်ဖြန့်ထားတော့ကျွန်တော်ရသေးတော်တော့ဖြန့်ထားတယ်ကျွန်တော်တိုင်းရင်လေးပေါ့အဲ့ဒါနဲ့မောင်းတော့မှကြောက်ကြောက်တတ်မရှိဘူးဆိုတော့ကျွန်တော်ပြောတယ်ဒီဟာလေဆက်တွေသာကုတ်ကဲနတ်စကားတွေပဲရှိတာပေါ့အဲ့နတ်စကားတွေဟိုကျွန်တော်ရှိနတ်စကားတွေရှိရှိစင်မှာကျွန်တော်တို့ဒီစစ်တပ်ကဖွဲ့တွေကရှီတန်းထွက်လို့ရှိရင်ကျွန်တော်တို့ကဒီနတ်စကားအသွင်ပြောင်းလို့နတ်စကားဝတ်စုံနေကျွန်တော်တို့ကစီဂျီလူကောင်းထဲမှာတစုံတော့ပဲထည့်ရတာဟိုကောင်ကျွန်တော်တို့နတ်စကားဝတ်စုံနေပြီးတယ် တို့တက်တာဖွဲ့တယ်စစ်သည်တွေပေါ့အဲကျွန်တော်နာသကဝတ်စုံနဲ့ဆုံတော့လေအလဲလေကျွန်တော်ဝတ်ပြီးတော့ထုတ်ရှားလောရတာပေါ့အဲကြမြင်းလူတို့အလဲတန်းကျွန်တော်ကိုရောင်ကောက်တို့အင်းတင်တို့ပေါ့ကျွန်တော်အဲမောင်နှုတ်ခွင်ထဲမှာပေါ့ဒီတွင်းစုံတွင်းစုံလေး၅ပေါ့ကျွန်တော်တို့၆သွားပြီးတော့စစ်စင်လှက်ပတ်သွားတယ်ပြီးရင်ကျွန်တော်ဒီ၂ထောက်ဆက်နေကျွန်တော်ပြောလို့ပေါ့နော်၂သုံးလုံးပါနတ်စကားတွေကိုဖြုတ်လိုက်တဲ့အချိန်မှာကျွန်တော်ရဲတွေအမှထည့်တယ်ရဲတွေထည့်တဲ့အခါကျတော့အဲရဲတွေရှိတဲ့အချိန်မှာကျွန်တော်စစ်စင်ထွက်တဲ့အခါကျကျွန်တော်ပို့ဆိုးတာပေါ့ကျွန်တော်ရဲဝတ်ဆောင်နဲ့ကျွန်တော်တို့ကအဲရှင်းလန်းထွက်ရတယ် ဒီစစ်ကြီးဘောင်မလုံးရတော့ကျွန်တော်တို့မှာခိုင်းလဲစစ်သားရဲ့ရဲနေအတိသားကြီးပါကျွန်တော်ကစစ်သားမလူသားကြီးရဲ့ကျွန်တော်ပြည်လူတို့ရတယ်ကျွန်တော်မြင်ရှိရဲ့စစ်သားလားရဲဆိုအတိသားတော့အဲသွားလာလှုပ်ရှားတော့ကျွန်တော်အတိသားကြီးပေါ်လွင်တာပေါ့ကျွန်တော်အထင်ပြောမယ်ဆိုရင်တော့ဒီမောင်းနှုတ်ဘက်မှာကျွန်တော်စစ်တပ်ထားလို့မရဘူးတိုင်ရင်းဌာနရေးချုပ်တွေလည်းကျွန်တော်မထားဘူးတိုင်ရင်းတွေလည်းမထားဘူးကျွန်တော်တို့ဒီစကားထိုင်တော့ပေါ့ကျွန်တော်တို့ကဒါအထီးကထားတာကျွန်တော်ရဲတွေထားတာပေါ့ အနေကဒေတာကိုကဲရေးဆိုရသူကအဲ့မှာရခိုင်နေချထားတာပေါ့အဲ့နေမှာကျွန်တော်တို့ကဒီစစ်သားရှီတမ်းမထွက်ရအောင်ဆိုတော့စစ်စီမထိုးရအောင်ဆိုနေဒါဒီဒီနယ်မိတ်ဧရိယာကျွန်တော်နယ်စပ်ခြံစည်းကိုခတ်ထားတယ်ကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နယ်မြန်မာနဲ့နယ်စပ်ခြံစည်းကိုကျွန်တော်တို့ဒီဆက်ခတ်တဲ့ချိန်မှာလည်းကျွန်တော်ခြံစည်းခတ်တယ်ကျွန်တော်တို့ပါတယ်ကျွန်တော်တို့ဒီနယ်ချမ်းမှတ်တိုင်ရေပေါ့နယ်ချမ်းမှတ်တိုင်ရေပေါ့နယ်ပြည်သူနယ်ချမ်းမှတ်တိုင်ရေပေါ့ကျွန်တော်တို့ကခြံစည်းခတ်မယ်ဆိုရင်ဒီတောင်ထိပ်တဲ့နေရာကျွန်တော်ခတ်ရမှာအဲ့တော့မြန်မာကကျွန်တော်ခိုက်တရ90နောက်ဆိုပြီးကျွန်တော်ခြံစည်းခတ်တာကျွန်တော်တို့က ထိတ်ကတော့အောက်ကိုကျစရက်ကျသွားတယ်တကယ်လို့တိုက်ဝဲဖြစ်လို့ရှိရင်ကျွန်တော်တို့အောက်ကကြီးပဲအေးရအဖို့စီးရကြီးကျွန်တော်ဆော်တာအော်ကျွန်တော်တို့တက်ကခားရများတယ်ကျွန်တော်ဘက်ကပြန်လမ်းကြောင်းကလည်းသူတို့အဆွဲမိုက်တိုက်မိုက်ကြတော့ကျွန်တော်တို့ကအောက်ကဆိုဘယ်လိုမှကျွန်တော်တို့လမ်းလို့မရဘူးအများကြီးကျွန်တော်တို့ခားရတယ်များတယ်ကျွန်တော်တို့အောက်လမ်းကြောင်းနှိမ့်စရနှိမ့်သွားတာပေါ့မှန်ဒီအပေါ်နယ်နဘက်ကကျွန်တော်ခြံစည်းခတ်လို့ရှိရင်ဒါဆိုရင်ကျွန်တော်အပေါ်ချောကပြစ်လို့ရှိတဲ့နှုတ်ကိုခြံစည်းပြစ်လို့ရတယ်သူတို့ကလည်းပြင်မယ်ဆိုရင်ကျွန်တော်တို့ဟိုဘက်ထည့်ရပြရမှာအခုကျတော့သူတို့ကမြန်မာနယ်စပ်နေရအောင်သူတို့က အထိုင်ချရင်ကျွန်တော်တို့ထိုင်ဆောင်နေတာအေးရကျွန်တော်လမ်းကြောင်းမြို့ပြီးတော့အဲ့ကြောင့်ကျွန်တော်တို့ကပို့ပြီးတော့အောက်ထဲကြာတာပေါ့ကိုဘကဆုံးကြုံမှုတွေများတာပေါ့ကျွန်တော်တို့အဲ့ရဲကြီးတို့ပေါင်းနဲ့ဖြစ်တာတွေများတယ်ကျွန်တော်ဒီတက်ကြီးတို့ပေါင်းနဲ့မဟုတ်ဘူးတို့ကကျွန်တော်တို့ရီးတယ်စစ်တမ်းမသိတော့ဘူးတို့ကကျွန်တော်ရီးတော့လောင်တာပေါ့မင်းတို့ကောင်အဲချောင်းချောင်းလေးပဲကွာမင်းတို့ကောင်လေးစစ်ခွေးလေးပဲကွာမင်းတို့ကရဲဟုတ်ပါဘူးအဲ့လိုလားကျွန်တော်တို့ကျွန်တော်လက်စကမဟုတ်ပါဘူးရီးတာကရော်တာကိုကျွန်တော်တို့ပြီးကိုဘကမှောက်နေပြီလေငါချော်သေးနေပြီအမဘိုးလိုပစက်ဘိုးလိုပလက်လေးရှင်းအောင်နေတယ် တိုက်ပွဲဖြစ်တာတော့တောထဲမှာဖြစ်တယ်ရွာအထွက်တွေမှာဖြစ်တာပေါ့နော်အဲ့လိုမျိုးအများဖြစ်မှာကျွန်တော်အဓိကနေဆက်ခြံစည်းကိုဘက်ကန်တစ်ဘက်ကကျွန်တော်တို့ခြံစည်းကိုကျွန်တော်လိုရင်းယူရတယ်ခြံစည်းကိုခတ်ရတယ်အဲ့နေဆက်ခြံစည်းကိုမှကျွန်တော်ဒီဟိုဘက်ဘင်္ဂလားဒေ့ကိုမကိုကူးတဲ့လမ်းကြောင်းတွေပေါ့အဲ့လမ်းကြောင်းတွေမှာကျွန်တော်တို့ကအဖိတ်ဆိုပြီးတော့ပြည့်လို့ရှိရင်ကျွန်တော်လုံရွေးချထားတယ်အဲ့နေရာကအများကြီးဖြစ်တာများတာပေါ့အများဆုံးဟိုကြမ်းမှာရခါပေါ့အများလည်းမဟုတ်ဘူးဖြစ်တဲ့ခါလေးဖြစ်တဲ့ခါလေးမဖြစ်ဘူး2016ကျွန်တော်ပါပေါ့ ကိုးလာပိုင်းလာပေါ့ခမန်းကြီးပေါ့အဲ့ကျွန်တော်ကျွန်တော်ဒီဝီလာတောင်ရှိတာပေါ့နော်ဝီလာတောင်မှာကျွန်တော်တို့အဲတောင်ထန်းဆောင်တာပေါ့တောင်ထန်းဆောင်ရှိမှာဝီလာတောင်ရှိမှာကျွန်တော်တောင်ထန်းဆောင်နေရှိမှာအဲ့အချိန်မှာကျွန်တော်ဒီဟာ၃ပိုင်းကြီးကမြေပေါ့ကြီးကမြေအပိုင်းထဲမှာကျွန်တော်ဒီဟာဟောတောင်ဦးလက်ဝဲတောင်ဦးလက်ဝဲမှာကျွန်တော်ယူဟာထိုင်တယ်ယူဟာဦးထိုင်တယ်ယူဟာထိုင်တော့ကျွန်တော်အဲ့တောင်ဦးလက်ဝဲပြီးသွားကျွန်တော်တို့ခေါ်တယ်ကျွန်တော်အဲ့ဝီလာတောင်ကဝီလာတောင်ကဒီတက်ခွဲဦးစီးပေါ့ကဲငါတို့စီလာပေါ့ကျွန်တော်ဒီဟာတောင်ဦးလက်ဝဲကိုကျွန်တော်အဲ့မသိဘူးဘုံမသိပါဘူးဒီကျွန်တော်မလပိုင်းအစော်ကြီးကျွန်တော်တို့ငါးနိုင်လောက်ကျွန်တော်တို့ ပစ္စည်းပဲပြင်ပြီးတာနဲ့ရှင်ရှင်6ပြီးတော့လမ်းလမ်းထူရှင်ရှင်6သွားကျွန်တော်ရှင်ရှင်6သွားတော့ကျွန်တော်ခေရောကသုံးမဲ့ပဲပို့ကျွန်တော်ဥတီကျက်ဟောင်းတက်သွားတာပေါ့ဟောင်းတက်သွားလမ်းမှာကျွန်တော်တို့အဲ့တနေရာမှာကျွန်တော်ကကားချောဆွဲတာပေါ့ချောဆွဲပြီးကားနဲ့ကျွန်တော်အေးဟွာပြောင်မှုရှိတဲ့နေရာကိုကျွန်တော်သွားတယ်တောင်လဲဝဲကိုသွားတော့ညနေပိုင်းကျွန်တော်ဟွာရောက်တာပေါ့ဘာနဲ့ကို6နိုင်လောက်ကျွန်တော်စကောင်းရောက်သွားစကန်းစီကိုရောက်သွားတယ်ရောက်တော့သူစကောင်းမတက်တော့ကျွန်တော်ကားလေးကိုသူစကောင်းမမတက်ခိုင်းဘူးအဲ့ဘေးပညာမှာရှိတယ်ကျွန်တော်တို့အဲ့ထွန်းကြား အိမ်တွေကိုလက်ရှင်းခိုင်းတယ်သူရှိမှလည်းအမှတိုင်ရင်သုံးရင်းရှိတယ်96လေးရှိတယ်95ရှိတယ်965ရှိတယ်တိုင်ရင်သုံးရင်းကျွန်တော်တို့ကငါးနှစ်ကျွန်တော်ကြတခွဲ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 ကျွန်တော်အရင်ကဆိုရင်တော့တခွဲတခွဲအင်အားကျွန်တော်မနေဘူးအင်အား60ပေါ့အခုကကျွန်တော်တို့တခွဲသာပြောတာမှပဲရှိတယ်လူတွေ20 20တောင်ပြည့်ဘူးကျွန်တော်က16ယောက်လောက်ပဲရှိတယ်အဲ့ဒါလည်းကျွန်တော်သွားတာပေါ့အဲ့တော့ကျွန်တော်တို့ကဘေးပညာဟိုဟိုတွင်ကြအိမ်လူလိုက်ရှင်းခိုင်းတယ်အဲ့ကျွန်တော်ဘာမှလည်းထူးခြားမှုတော့မရှိပါဘူးအိမ်မှာတော့ ဓာတ်ထုတ်တော့ရှိတာရောဒါတော့ကတော့ဒါအိမ်တန်းလို့ဆို300ဟာကိုထင်းကြောင်းဆိုတာရှိတာကျွန်တော်ကကျွန်တော်ကတော့မတွေ့ပါဘူးလမ်းလို့သက်နိုင်တော့မရှိဘူးကျွန်တော်မတွေ့ဘူးပြန်သတင်းပို့ကောင်းပြီးအမ်းလဲကျွန်တော်အမှတညာအိတ်တယ်အိတ်တယ်နောက်နေ့ကျကျွန်တော်တို့ကမှဘယ်ကိုကျွန်တော်လွတ်လဲဆိုတော့အဲ့ချိန်မှာကျွန်တော်တို့ကလည်းသုံးမှန်ဖက်မှာသုံးမှန်ရဲ့သုံးမှန်ဟိုဘက်ထိုကျွန်တော်တို့ပေါ်တော့တွားတော့အဲ့ရွာကိုအဲ့ကြောင့်ကျွန်တော်ကဒိုင်းသားရွာလေးကိုဒိုင်းသားရွာလေးအဲ့တွားတဲ့အချိန်မှာကျွန်တော်တို့က အဲ့ဆိုကျွန်တော်တို့ဒီစက15တို့ကတော့မနိုင်တော့လို့ကျွန်တော်တို့အဲတက်မှတ်နှစ်နှစ်ကိုခေါ်ထားပြီတက်မှတ်နှစ်နှစ်ကလည်းကျွန်တော်အဲ့ချိန်မှာကျွန်တော်မောင်းတော့ဝင်တော့ရောက်နေပြီအဲ့ချိန်မှာအဲ့ရွာတွေပေါ့ကျွန်တော်တို့ကလမ်းကြောင်းမှာပေါ့အဲ့ရွာတွေကလားအဲ့ထွန်းချမ်းရွာတွေပေါ့နော်ထွန်းချမ်းရွာတွေမှာကျွန်တော်တို့ဒီရွာသေးတွေကျွဲသေးတွေတက်မှတ်နှစ်ကပြစ်ပြစ်ထားတာသူတို့ကဒီဘာပြက်တက်လာပြီလို့ဒီဂျကန်အဖွဲ့မနိုင်လို့ဆိုဒီကောင်လေးအမှရွာတွေအကုန်မီးရှို့ပေါ့နော်ဖက်သူတို့လှုပ်ချင်လို့ထင်းတိုင်းကျင်းနေတာသူတို့အမှရွာတွေမှာတောင်းချမ်းနေကြတာသူတို့တွေဂျာကျွန်တော်တို့ကတော့ကုတ်ကုတ်လေးပေါ့ကိုမနိုင်လို့သူတို့ခေါ် ကိုရညင်နေရတာပေါ့တော်မနေ့ကကောင်းရနေတိုင်းနေပါတယ်ကျွန်တော်လည်းမသိဘူးအဲ့ဒါရောတမနေ့နေ့ပဲပဲကျွန်တော်သိတာဟုတ်အဲ့ဒါနဲ့သူတို့နဲ့ကျွန်တော်ပေါင်းခိုင်းတာမဟုတ်ဘူးအဲ့ဒါနဲ့ကျွန်တော်တို့အဲ့ဒီဒိုင်းနာကြွာလေးပေါ့တော့သွားတယ်သွားတဲ့အချိန်မှာဒိုင်းနာကြွာလေးမှာကျွန်တော်တို့အဲ့မှာသွားတဲ့အချိန်မှာပလီကြောင်အကြီးပဲအဲ့ရွာအဲ့ကြောင်နေပဲကျွန်တော်မေ့နေတယ်ရွာရွာခွာကြီးကြီးပဲအဲ့ပလီကြောင်ကြီးမီးရှို့ဖျက်ဆီးထားတယ်အဲ့ဖျက်ဆီးထားပြီးကျွန်တော်အဲ့ဒီပလီကြောင်ကြော်ပြီးလေခွနှစ်ခွနှောက်အကျော်မှာကျွန်တော်ဂျောလေးရှိတယ်ရွာထိတ်ရဆိုဘာလို့ခမန်းချီပေါ့ကျွန်တော် တမိုင်လည်းကျွန်တော်မပြည့်ဘူး။နားဖာလုံး၆ဖောင်လောက်ရှိပြီ။အဲဂျောလေးမှာတောင်ဂျောလေးရောတောင်ခုံလေးအဲ့ဒီဘောမှာအေးရကျေးလူကြီးစောင့်နေတာ။ကျွန်တော်တို့ဒီတိတောင်းလာမဲ့နေရအောင်။အဲ့ဒီဘောကျွန်တော်တို့လှော်တာ။အဲကျွန်တော်တို့အင်အားမရှိဘူး။ကျွန်တော်တို့အင်အား၁၉အောက်တက်ပါတယ်။အဲ၁၉အောက်မှာကျွန်တော်ဗနယောက်ကျ၅ယောက်ကျရကျွန်တော်ရှိပါ။အဲ၁၉ကျွန်တော်၁၄ယောက်ပဲကျရတယ်။ကျွန်တော်တို့ဗနယောက်ပြန်ပြေးတာဟောကျွန်တော်တို့လည်းအပြန်ပြေးတော့ကျွန်တော်တို့အဗျူဟာထုတယ်မြို့အောက်ပြန်ပြေးတယ်။ဒီကောနိုင်မမနိုင်တာကျွန်တော်တက်ခွဲမှုကလည်းငုံကြီးပြောတာတက်ခွဲမှုအဲမျိုးဖြုတ်မယ်တတ်မယ်ထုမယ်ထောင်းမယ်ပေါ့နော်သူကဟိုဖြစ်တာဟောအဲပြန်ပြေးတာတော့ အဲ့တော့ကျွန်တော်တို့ဟာတနက်နှစ်လက်ပါပါသေးတယ်အဲ့ဒီကိုကြီးကအလောင်းတော့ကျွန်တော်မစွဲနိုင်ဘူးလားပေါ့နော်ကိုလူကောင်ကနှစ်လက်ပါနှစ်လောင်းနှစ်လက်နှစ်လက်ပြီးသားကျွန်တော်တို့ဟိုပါပေါ့လေးယောက်ပေါ့လေးလောင်းကြာသွားတာပေါ့ဒါရရတာဒါရရတာ၃ယောက်ကျွန်တော်ခုနှစ်ယောက်ပေါ့အဲ့နှစ်လက်ပါပါတယ်ဒီအေရဲ့ဒီမြေပေါ့နော်မြေနေထားပေါ့သူကဒီမြေနေထားကိုပိုင်တယ်ဒီပထမမြေကျော်ဘယ်နေရာကဘယ်နေရာကရောက်လို့သိတယ်ပြီးရင်ဒီစစ်ပညာစစ်ပညာနဲ့သူကဒီလိုအဲ့ဒီ process ဆင်ပြီးမှသူတို့တွေပေါ့နော်ဟိုကစနစ်တကျတယ်ပြီးမှ ဆင်းရဲခံဒုက္ခခံလို့သူတို့လေ့ကျင့်ထားတာပေါ့ကျွန်တော်တို့ရဲဘော်တွေစစ်သားတွေလေ့ကျင့်သလိုပဲအဲ့လိုသူတို့လည်း training ယူမြတ်သူတို့လေ့ကျင့်ထားရတယ်လို့ကျွန်တော်သိရတာပေါ့နော်ဒီဘော်တွေကကျွန်တော်အဲ့လိုလေ့ကျင့်ထားသူလည်းကျွန်တော်တို့ထဲမှာမကျင်တော့ပထမဦးတအား EA ဘောပေါက်ခင်တော့ကသူ AA လေးဖွဲ့စည်းမှုသူတို့၄၅၀ရောက်အောင်၁၀၀လောက်နဲ့စုစည်းပဲသူတို့လေ့ကျင့်နေချိန်မှာကျွန်တော်တို့ဟိုဘင်္ဂလားဒေ့နေစားထဲမှာသူတို့လေ့ကျင့်ကြတယ်သူစကန်လေးဖွဲ့ပြီးကျွန်တော်တို့ကြားတာပေါ့နော်အဲကျွန်တော်တို့အဲဝီလာတောင်ရဲ့ဟိုမှာဆိုကျွန်တော်တို့အဲသူတို့ ဒိုင်းသားတို့မျိုးတို့တက်တို့ခမွေးတို့ရှိတယ်ကျော်ဒိုင်းသားတွေပေါ့အဲ့လိုဒိုင်းသားရွာလေးနဲ့ပူပေါင်းနေသူတို့တွေအမှတင်ကြတယ်သူတို့အဲ့စင်နာနေပြေးကြတာပေါ့နည်းငယ်ပေါ့နောက်ပိုင်းကျမှသူတို့ဒီတအားကြီးတိုက်ဝဲတွေဖြစ်လာချိန်မှာသူတို့အင်အားကြီးစုစည်းပြီးမှသူတို့ဒီပထမတက်ထားတဲ့လူပညာတွေတစ်ဆင့်ကိုစင်ငယ်စင်ငယ်ပညာကြံပြေးတာပေါ့အဲ့လိုနဲ့သူတို့ဒီတက်ကျွမ်းလာတော့ဒီစစ်ပညာအောင်ဒီလက်လက်ပိုင်းဆိုင်ရာတွေမိုင်းတွေပါသူတို့ဆင်တော့ပထမဦးမိုင်းဆိုကျွန်တော်တို့ကမိုင်းလို့ကျွန်တော်တို့ပလင်းမိုင်းလို့ကျွန်တော်တို့ တို့ဝါမိုင်ဝညာမိုင်ပေါ့အဲ့လိုမိုင်းတိမဲ့သူတို့စင်ခဲ့တာနောက်ပိုင်းတော့တကယ်အဲ့ဒီဘယ်လိုခေါ်မလဲခေပညာတွေသူတို့နိစ္စတွေနဲ့ဟောဖြစ်နေတယ်သူတို့ထက်ကျွမ်းလာတာပေါ့သူတို့တွေဟောဖြစ်ပြီးတော့အဲ့နောက်ဘောရဲ့လူငယ်တွေနဲ့ပေါ့ပူပေါင်းနေသူတို့အဲ့လိုလှုပ်လာလို့ကျွန်တော်တို့ထင်တယ်အဲ့ဘာလို့လဲသူဒီမိုင်းရောဆိုတဲ့မကျွမ်းကျင်သူတို့တွေအလို့ဒီကမိုင်းတွေလှုပ်တယ်ပလင်းမိုင်းတွေဒီဝညာမိုင်းတွေဒီအဲ့လိုတွေသွားကြတာကျွန်တော်တို့သူတို့ကကျွန်တော်တို့စစ်တတ်တဲ့ကျွန်တော်တန်းစစ်တတ်တဲ့ဆံအများကြီးတာတယ်သူတို့တိုက်ခိုက်တော့တော့တာဘလို့နီးမှသူတို့တွေဟောမဖြစ်နိုင်ဘူး တော့တော့လောက်ရတယ်တော့တော့တယ်ဒီစစ်စနီးပြွာတွေတော့မြောက်ထားအောင်နော်ကျွန်တော်တို့ကြတော့ဘလို့မှအဆင်ပြေဘူးအဆင်ငန်းတော်တို့လည်းကျွန်တော်တို့မှဒီလီတို့မှဘာပါတာမဟုတ်ပေါ့ဘာလီကလေးနောက်ပြန်ထိုင်အစီအစဉ်ထမဲတို့ဒီခါလေးပြီးတော့သွားလို့ရတယ်လို့ပါဘာမှပါတာမဟုတ်ပေါ့ပါစိတ်လို့ကိုလွန်းနေကြတော့မှာကျွန်တော်တို့မှာချုပ်ထီးပြီးတော့ပါပြကျွန်တော်မှာဘာလို့လောက်မှမသိဘူးရှင်ဘာကြီးလက်မကိုင်းစသားလေးအောင်ကျွန်တော်စသားလေးသေးတာများတာပေါ့အများကြီးဘုဘကအဲထိခိုက်တာရရတာပဲအဆုံးဆုံးတာများတာပေါ့အောင်မြင်မှုကနည်းချိတ်ဆက်ယူတော့တိုက်နေလေ ခြုံပါပဲမရဘူးဘယ်လိုပဲတိုက်တယ်။ဘာကြောင့်ကိုယ့်ဘက်ကဝင်အားပိနေတာကိုဖြီးသီးမှုတွေများတော့ဘယ်လိုမှအဆင်မပြေဘူး။ပြီးတော့လေဆိုတော့ကျွန်တော်ဒီမြေပုံမနိုင်ဘူး။မြေမနိုင်ရင်ကျွန်တော်တို့မြေပိုင်စစ်မနိုင်ဘူး။မြေပိုင်ဖို့လိုတယ်။ဒီကအရာရှိတဲ့တိုင်းခုတွေပြောင်းမှုတွေဆိုင်မြေပုံမကြည့်နိုင်ဘူးတို့မှာ။ဒီမြေပုံမကြည့်နိုင်ရင်သေဘောဘာလို့သေတာထဲတော်နေသေးတယ်။ဒီမြေပထမမြေချော့ဒီချော့ကိုမသိဘူးသွားတိုက်လို့တော့ဘယ်လိုနည်းမှဒီစစ်ကမအောင်နိုင်ဘူး။အဲကျွန်တော်အထင်ပေါ့။အောင်နိုင်အောင်လည်းမအောင်ဘူး။ အခုကြောင်းဆင်းလာတဲ့ဒီအရာရှိငယ်ပို့ဆိုးတာပေါ့အာသူကဒီစာထွေးဒါကောင်းနေသွားတာအဲအောက်ကဆရာကြီးတွေပါတကြကြီးတွေပါစီကျူးတွေပြောပြန်လက်မခံအောင်အာခမကျုပ်အမိတ်ပဲကျုပ်ခိုင်းတာပဲလို့ခမကျုပ်ပြန်ပြောနေအမိတ်ပြန်မေးတယ်ခမဘာရိုက်ခံရမလဲဒါရိုက်ခံအဲ့ဟိုကျွန်တော်ချိန်ပေါ်ကျွန်တော်တို့တွေဆရာကြီးတွေပြောရဲချို့ဆိုရင်ဆရာကြီးတွေစီကျူးကြီးတွေတကြကြီးတွေသူရကံဘိုးတွေခဏနဲ့ဘာရိုက်စောင့်ခံခါရတာပဲအခုရင်ရှိတယ်တကယ်ကလို့အနိုင်ကျင့်ပြီးတော့အဲသူတို့ပြောတာပဲလို့သူတို့ခိုင်းတာပဲခွာဖြစ်သူတို့ပြန်ပြောနေအဲ့ကျွန်တော်ကိုယ့်ရဲ့သေးတာများတာဟောသေးပေါ့ ။နောက်လဲဒီလိုပဲသိမှာပဲကျွန်တော်ထင်တော့ဘာဘလို့မမနိုင်ဘူး။ပြီးတော့လဲတဖြည်းနဲ့အမိန်နာကောင်မှုတွေသိမရှိတော့ဘူး။စစ်သားတွေလည်းဝင်လို့ဝင်လာအခုဆိုပို့ဆိုးတာပေါ့။အဲဒီလိုတွေချောဆွဲယူဟွာဖြည့်လို့အတင်းသွင်းတော့ဒီအောင်ဒီအောင်ဖွဲ့စည်းပုံတွေပြည့်ပြီးတော့အချို့ရောလဲကျွန်တော်တို့လိုပဲစီဒီယံလှုပ်ချင်တယ်တို့ထွက်ပြေးလာရင်လည်းတယောက်ညခွန်းဆက်တွေပဲမိတာပြောရဲကြတာကျွန်တော်လည်းသွားကျင်တယ်သူကဆိုသူကသွားတယောက်ဒီအောင်စကားမဆက်မိတာပေါ့ဆက်မိရင်ငေါ့မြသွားဖောက်အောင်လားဟဲ့ငေါ့သွားတိုင်မလားဟဲ့အဲကြံရင်ကိုယ်ချုံတော့မိပြီလေဟိုဒီအောင်ဒီအောင်ကျွန်တော်တို့ကခွန်းဆက်တွေမမိတော့ ူလင်းသူထွက်တဲ့ကိုလင်းကိုထွက်တဲ့အဲ့လိုထွက်ထွက်လာကြတာပေါ့ဒီအောင်ဒီမှာပေါင်းမိရအောင်အချို့လည်းစိတ်ကုန်းလည်းလို့အများကြီးပဲထားရင်ရတယ်လမ်းကြောင်းလေးတွေမသိလို့လားသူတို့အချို့လည်းမလာသေးတာလည်းရှိတာပေါ့